မင်္ဂလာပါပရိသတ်ကြီးတို့ဘဝရဲ့ဆိုစားခန်းတွေကိုနှစ်သက်ပြီးဆေးလှုပ်ရှားစေရကောင်းတဲ့လုပ်ငန်းခွင်မှာဝေယံလောက်ကကျင်းသူတွေအတွက်ဒီနေ့မှာအထူးအစီအစဉ်လေးတစ်ခုကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့မှာဆွေးနွေးသွားမယ့်ခေါင်းစဉ်လေးကတော့ပင်လယ်ပြင်ရေနံနဲ့တဘာဝဓာတ်ငွေထုတ်လုပ်ရေးစင်မြင့်ပေါ်မှာတာဝန်ထမ်းဆောင်မှုဘလို့ရည်ချင်းတွေလိုအပ်မလဲ။လုပ်ငန်းခွင်တွေရဲ့အခက်အခဲတွေကိုဘလို့ရည်ဆိုင်မလဲဘလို့ရာတူးတွေကိုရရှိနိုင်မလဲဆိုတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။မှန်ပါတယ်ခင်ဗျာ။ ရေနံနဲ့သဘာဝဓာတ်ငွေထုတ်လုပ်ရေးဆင်မြင့်တွေပေါ်မှာကမ္ဘာစွမ်းအင်ကဏ္ဍအတွက်မရှိမဖြစ်လိုအပ်တဲ့ရေနေရာတစ်ခုဖြစ်ပြီးဒီနေရာမှာလောက်ကင်ဖို့ဆိုတာဟာစိတ်တက်ခံမှမှုစူးစားလိုစိတ်နဲ့လေးလာတင်ယူလိုစိတ်အပြင်ထူးချွန်တဲ့အခြေချင်းတွေလည်းလိုအပ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကမိတ်ဆွေတို့အတွက်ဘာတွေပြင်ဆင်ထားတဲ့လဲဆိုတာကိုသေးစိတ်ရှင်းပြပေးတော့မှာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကမိတ်ဆွေတို့ကိုကူညီပံ့ပိုးပေးနိုင်မှုအတွက်ရည်ရွယ်ထားပါတယ်။အခုလိုပဲစကြလိုက်အောင်ကြည့်ရှုပေးတဲ့အတွက်လည်းမိတ်ဆွေအားလုံး ပင်လယ်ပြင်ကိုဆိုးမိုးနိုင်တဲ့သူတွေလည်းဖြစ်လာမယ်လို့ယုံကြည်ပါတယ်။ကဲရေနံနဲ့တဘာဝဓာတ်ငွေထုတ်လုပ်ရေးစီမင်းအကြောင်းကိုစတင်လေ့လာကြအောင်ဗျာ။ရိုးရှင်းရှင်းပြောရမယ်ဆိုရင်ဒီစီမင်းတွေဆိုတာပင်လယ်သို့မဟုတ်သမုဒ္ဒရာရဲ့အလဲမှာတိဆောက်ထားတဲ့အေယာမအဆောက်အုံကြီးတွေပဲဖြစ်ပါတယ်။ဒီစီမင်းတွေပေါ်မှာရေနံနဲ့တဘာဝဓာတ်ငွေကိုဒူးဖော်ထုတ်ယူပြီးတက်ဆင်တာတွေဓာတ်ငွေတွေကိုဖိအားပေးတာတွေပြီးတော့ပိုက်လိုင်းတွေကနေကမ်းမော်ကိုပို့ဆောင်တာတွေစတဲ့အလုပ်တွေကိုလုပ်ဆောင်ကြပါတယ်။ ဒီစင်မြင့်တွေပေါ်မှာအုံပြုထားတဲ့ဆက်ကရိယာတွေကလည်းတကယ်ကိုရှုပ်ထွေးပြီးတော့စနစ်တကျရှိပါတယ်။ဒူပေါ်တဲ့ဆက်တွေ၊တန့်စင်တဲ့ဆက်တွေပြင်လိုအပ်တဲ့လက်စစ်တအားရရှိအောင်လှုံ့ဆော်ပေးနိုင်တဲ့ဆက်တွေအထိပါဝင်တာကြောင့်တကယ်ကိုကြီးမားတဲ့ဆက်ယုတ်ကြီးတစ်ခုလိုပါပဲ။ဒါပြင်ရေနံစင်မြင့်တွေဟာအမျိုးအစားလိုက်ကွာခြားမှုတွေရှိတတ်ပြီးလိုအပ်တဲ့လုပ်ငန်းဆောင်တာတွေပေါ်မူတည်ပြီးတော့အမျိုးအစားတွေလည်းခွဲခြားထားတာကိုလည်းတွေ့ရပါတယ်။ ဒါကြောင့်ဒီစင်မြင့်တွေဟာကဘာစွန့်ရင်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရာအိမ်မတက်အေးပါတဲ့ခန်းကဏ္ဍမှာပါဝင်နေဆိုတာမိတ်ဆွေတို့သဘောပေါက်မယ်လို့ထင်ပါတယ်။ကျွန်တော်တို့ရဲ့ခင်မီလူအဖွဲ့အစည်းအတွက်လိုအပ်တဲ့စွန့်ရင်ကိုထုတ်လုပ်ပေးနေတဲ့ဒီစင်မြင့်တွေအပေါ်မှာလှုပ်လှုပ်ခွင့်ရတာဟာတကယ်ကိုဂုဏ်ယူစရာကောင်းတဲ့အထုပ်တစ်ခုပါပဲ။ကဲအခုရေနံတဲ့သဘာဝတက်ငွေထုတ်လုပ်ရေးစင်မြင့်တွေပေါ်မှာမိတ်ဆွေတို့အတွက်ဘလို့အလောက်ကန်ခွင့်ရင်းတွေရှိနေတယ်ဆိုတာကိုလေ့လာကြည့်အောင်။ ဒီစင်မင်းတွေမှာလောက်ကင်နိုင်တဲ့ယာဓုအမျိုးအစားတွေကအများကြီးရှိတဲ့အထက်ကအဓိကချတဲ့ယာဓုအချို့ကျွန်တော်ဥပမာအနေနဲ့ရှင်းပြပေးမယ်။အဲ production technician ပေါ့။အဲထုတ်လုပ်မှုဘိုင်းဆိုင်ရာကျွမ်းကျင်သူသူ့ရဲ့တာဝန်တွေကတော့ထုတ်လုပ်မှုဘိုင်းဆိုင်ရာကျွမ်းကျင်သူတယောက်အနေနဲ့မိတ်ဆွေတို့ရဲ့အဓိကတာဝန်ကတော့ရေနံစင်မြင့်တစ်ခုလုံးရဲ့လုပ်ငန်းလေပတ်မှုတွေကိုထိန်းသိမ်းဖို့နဲ့စီမံခန့်ခွဲဖို့ပဲဖြစ်ပါတယ်။ဒီနေရာမှာစက်ပစ္စည်းအလုံးကိုကောင်းမွန်စွာလှည့်ပတ်နေစေဖို့ ေးကြအောင်ကြည့်ရှုစစ်ဆေးရမယ်ဆက်တွေမှာလှုပ်ချိုရင်းချက်တွေရှိရတဲ့အမြန်ဆုံးပြုပြရမယ်ပြီးတော့ထုံးလုံးမှုလုပ်ငန်းစဉ်တစ်ခုလုံးနဲ့ချိန်နဲ့အမျှစောင့်ကြည့်ပြီးဘာပြဿနာတွေရှိလဲဆိုတာကိုအမြဲတမ်းသတိထားနေရမှာပါခါလီမှာမိတ်ဆွေတို့အနေနဲ့ချိုင်းအင်ဂျင်နီယာတွေဂျန်းညင်သူတွေနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ရတာတွေလည်းရှိနိုင်ပါတယ်လိုအပ်တဲ့ရေချင်းကတော့ဒီရာတို့အတွက်ဆက်မှုအင်ဂျင်နီယာဘွဲ့ mechanical engineering degree တို့မဟုတ်သက်ဆိုင်ရာ diploma diploma တွေရှိတာပို့ သမန်လေးရှိပါတယ်။ဥပမာအနေနဲ့ဆိုရင် chemical petroleum တို့နဲ့သက်ဆိုင်တဲ့ engineer ဘွဲတွေလည်းလိုအပ်ပါတယ်။ဒါ့အပြင်စက်ပစ္စည်းတွေကိုကိုယ်တိုင်ပြုပြင်မှုအတွက်အသိပညာနဲ့လက်တွေ့သုံးချနိုင်စွမ်းရှိဖို့လည်းလိုအပ်ပါတယ်။အကယ်၍ engineer ဘွဲမရဘူးဆိုရင်လည်းသက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံများပြားရှိဖို့လိုအပ်ပါတယ်။လိုအပ်တဲ့ချမ်းကျင်မှုနဲ့ require scale တွေကတော့ဗာလဲဆိုတော့ pillen cannon ပတ်ဝန်းကျင်မှာလောက်ကိုင်းနေရတာဖြစ်တဲ့အတွက်စက်ပစ္စည်းတွေကိုကောင်းကောင်းမွန်မွန်သုံးပြတတ်ဖို့ အရန်ကြီးကြည့်ပါတယ်ဒါအပြင်ပေါ်လာတဲ့ပြဿနာတိုင်းကိုအမြန်ဆုံးနဲ့အကောင်းဆုံးဖြေရှင်းနိုင်တဲ့စွမ်းရည်လည်းရှိရပါမယ်ဆက်ပစ္စည်းရဲ့ဤပညာပိုင်းဆိုင်ရာတွေကိုသိချနားလည်ထားဖို့အခြားသူတွေရဲ့ညှိနှိုင်းဆွေးနွေးဆက်သွယ်တိုင်တဲ့အရေးချင်းတွေလည်းမရှိမဖြစ်လိုအပ်ပါတယ် mechanical technician စက်မှုပိုင်းဆိုင်ရာကျန်ကျင်သူစက်မှုပညာရှင်တွေရဲ့အဓိကတာဝန်ကတော့ရေနံစင်မြင့်ပေါ်ကဆက်ပစ္စည်းတွေကိုအမြဲတမ်းကောင်းနေအောင်ထိန်းသိမ်းဖို့ပဲဖြစ်ပါတယ်ဆက်တွေကိုပုံမှန်စစ်ဆေးဖို့လိုသလို ချိုရင်းချက်တွေကိုရှာဖွေပြီးတော့ပြုပြင်ပေးဖို့လည်းလိုအပ်ပါတယ်။ခေါင်းလေးမှာဆက်ပစ္စည်းအဟောင်းတွေကိုအစ်စ်တွေနဲ့စားထိုးတာမျိုးလည်းလုပ်ရပါတယ်။သူ့ရဲ့ရည်ချင်းကတော့စက်မှုလက်မှုသင်တန်းကျောင်း Technical College မှာအောင်မြင်ထားဖို့အရန်ရည်ကြည့်ပါတယ်။ဥပမာအနေနဲ့ဆိုရင်စက်မှုလက်မှုသင်တန်းတွေဂဟေစောသင်တန်းတွေတတ်ထားတာဟာလုပ်ငန်းခွင်မှာအများကြီးအထောက်အကူဖြစ်စေပါပါ။သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံကလည်းရေးပါတာမို့အတွေ့အကြုံရှိသူတွေကိုတော့ပို့ပို့ပြီးတော့ဦးစားပေးလို့ရှိပါတယ်။ ပစ္စည်းတွေကိုဘလို့ပြုပြရမလဲဘလို့စိတ်ပိုင်းတွေကိုဖြုတ်တက်ရမလဲစိတ်ရဲ့အတွင်းပိုင်းပုံစံတွေကိုဘလို့ဖတ်ရမလဲစတာတွေကိုကျင့်ကြံနိုင်ဖို့အတွက်လိုအပ်ပါတယ်။ပိုက်ဆက်တာတွေ၊ခရီးစောတာတွေအားလုံးကိုတက်မြောက်ထားရပါတယ်။အခုကျွန်တော်တို့ပြောတဲ့ယာတုတွေပြင်လုံခြုံရေးအရာရှိဆောက်လုပ်ရေးအင်ဂျင်နီယာနဲ့ရင်းနှံတွင်းထူးသမားတွေလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ယာတုတွေလည်းရှိသေးပါတယ်။ဒီယာတုတွေအတော့တင့်ညော်တဲ့အရေးချင်းတွေပြည့်မီဖို့နဲ့လိုအပ်တဲ့သင်တန်းတွေကိုတက်ထားဖို့လည်းမမေ့နဲ့တော့။ ဒါမှသာမိတ်ဆွေတို့ရဲ့လုပ်ငန်းခွင်ဘဝကိုယုံကြည်မှုအပြည့်နဲ့စတင်နိုင်မှာပါအဲဆက်လက်ပြီးတော့ကျန်ရာဒူးများကိုလည်းရှင်းပြပေးသွားမှာဖြစ်ပါတယ် mechanical lead အဲစက်မှုပိုင်းဆိုင်ရာခေါင်းဆောင်စက်မှု engineer အဖွဲ့ကိုဦးဆောင်ပြီးအဖွဲ့သားတွေရဲ့လုပ်ငန်းတာဝန်တွေကိုနေ့စဉ်စီမံခန့်ခွဲဖို့လိုအပ်ပါတယ်ဒါအပြင်စီမံကိန်းတွေအတွက်ချိန်စရာတွေကိုဆွဲပေးရပါမယ်အလုပ်ခွင်လုံခြုံရေးတွေကိုစီမံခန့်ခွဲနိုင်ရပါမယ်ဒါနေမကဘူးအဖွဲ့သားတွေလိုအပ်တဲ့သင်တန်းတွေနဲ့အကူအညီ တွေကိုလည်းပတ်မိုးပေးဖို့အတွက်လိုအပ်ပါတယ်စပူအင်ဂျင်နီယာဘွဲ့မက်ကနီကယ်အင်ဂျင်နီယာဒီဂရီရရှိထားမှဖြစ်ပြီးတော့လုပ်ငန်းခွင်အတွေ့အကြုံနဲ့အနည်းဆုံး9နှစ်ရှိဖို့လည်းမမေ့ပါနဲ့။ဦးဆောင်လူတယောက်အနေနဲ့လုပ်ငန်းခွင်အတွေ့အကြုံများလေလေပိုကောင်းလေဖြစ်ပါတယ်။ဒီရာထူးအတွက်ရေးကြီးဆုံးကတော့ခေါင်းဆောင်မှုပေးနိုင်တဲ့စွမ်းရည်ပါပဲဖြစ်ပါတယ်။အဖွဲ့အစည်းကိုစနစ်တကျစီမံခန့်ခွဲနိုင်ရမယ်။အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှမ်းနိုင်မှုအတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုလည်းချားမှတ်နိုင်ရပါမယ်။နောက်တစ်ခုကအဖွဲ့သားတွေကြားမှာသဟဇာတဖြစ်အောင်ဘလို့ဒီဆောင်ရမလဲဆိုတာကိုလည်းသိထားဖို့လိုအပ်ပါမယ်။ instrumentally အဲဆင်းမြင်းတစ်ခုလုံးမှာရှိတဲ့ instrument တွေကိုကောင်းမွန်စွာအလုပ်လုပ်ဖို့တာဝန်ယူရမှာပါဒီအတွက် instrument တွေကိုတက်ဆင်ခြင်းချိန်ညှိပေးခြင်းပြုပြင်ထိန်းသိမ်းခြင်းတွေကိုလည်းလုပ်ဆောင်ရပါတယ်သက်ဆင့် engineer electrical engineering degree ရော instrumentation diploma ရရှိထားဖို့လိုအပ်ပါတယ်တကယ်လို့သက်ဆိုင်သောမဟုတ် instrument နဲ့သက်ဆိုင်တဲ့ဘွဲ့ဒီဂရီမရှိဘူးဆိုရင်လည်းသက်ဆိုင်ရလုပ်ငန်းအတွေ့အကြုံအများကြီးရှိဖို့ လိုအပ်ပါတယ်။ electronic ပစ္စည်းတွေနဲ့ဆက်ဆက်တဲ့ဒုရီယာတွေကိုကင်တွဲယုံသာမကတိကျတေးကြတဲ့ဒိုင်းတာမှုတွေကိုပြုလုပ်နိုင်ဖို့လည်းလိုအပ်ပါတယ်။နောက်ပြီးတော့ instrument တွေကိုစနစ်တကျစစ်ဆေးနိုင်ဖို့နဲ့ပြဿနာတွေကိုအမြန်ဆုံးဖြေရှင်းနိုင်ဖို့ဆိုတာလည်းအရင်ကအရေးကြီးလာပါတယ်။ Walder ကိစ္စတွေတူပါဗျာပြောရမယ်ဆိုရင်ရေနံတဲ့သဘာဝတက်ခွင့်စင်မြင့်တွေပေါ်မှာပိုက်လိုင်းတွေတထုအစိပ်ပိုင်းတွေကိုဆပ်ဖို့အတွက်တာဝန်ယူရမှဖြစ်ပါတယ် ။ရာသီဥတုအခြေအနေမကောင်းတဲ့အချိန်တွေမှာလည်းအလုံလုံတိုင်ဖို့အတွက်ပြင်ဆင်ထားရပါမယ်။ဂေဆောချင်းဆိုင်ရာကျွမ်းကျင်မှုလက်မှတ်အဲဝတ်ဒီစာတီဖိကိတ်ရှိရပါမယ်။ရှိဖို့လည်းလိုအပ်ပါလေ။ဥပမာ AWS, ASME စတဲ့ဟာတွေပေါ့အတိမံပြူတဲ့ဟာတွေပေါ့။ဂေအမျိုးအစားတွေကိုကျွမ်းကျင်စာအသုံးပြုနိုင်အောင်တာမကလုံခြုံရေးဆိုင်ရာစည်းမျဉ်းတွေကိုလည်းတည်တည်ကြကြနိုင်နိုင်ပါမယ်။ဘာလို့လဲဆိုတော့ဂေဆော်တဲ့အလုတ်ကအနေအများတဲ့အလုတ်တစ်ခုဖြစ်တဲ့အတွက်ကိုယ့်ရဲ့လုံခြုံရေးကိုအမြဲတမ်းဦးစားပေးဖို့အတွက် လိုအပ်လိုပါဖစ်တာပိုက်ပြင်တက်စင်သူဒီရတူးမှာလည်းပိုင်လိုင်းစနစ်တွေကိုတက်စင်တာပြုပြင်တာတွေလုပ်ရမှာပါပိုက်ပြင်တက်စင်ခြင်းဆိုင်ရာသင်တန်းစင်းလက်မှတ် fitting certificate တွေရှိဖို့လိုအပ်တယ်လို့ပိုက်လိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအတွေ့အကြုံတွေနဲ့ရှိဖို့အတွက်လိုအပ်ပါတယ်ပိုက်လိုင်းတွေကိုတိုက်တန်နိုင်ရမယ်ပုံစံထုတ်နိုင်ရမယ်တက်စင်နိုင်ရမယ်လိုအပ်လေဖြုတ်တက်နိုင်ရမယ်ပြီးတော့အားလုံးထပ်ပို့ပြီးအရေးကြီးတာကပိုက်လိုင်းတစ်ခုလုံးလုံးကျုံစိတ်ချအောင်ပြုပြင်နိုင်တဲ့အရေးချင်းတွေတရှိရမှာမယ်ပိန်တာ ေးတုပ်သမားအဲရေနံစင်မြစ်တစ်ခုလုံးကိုဈေးတုပ်ပေးရတဲ့အပြင်ဆက်ပစ္စည်းတွေရဲ့တိဆောက်ပုံကိုပုံတွေကိုလည်းဈေးတုပ်ပေးရပါပါဈေးတုပ်ခြင်းနဲ့ပတ်သက်ပြီးတော့လေးလံတင်ကြားထားဖို့တော့လိုအပ်ပါတယ်အခြေခံသင်းနှန်းတွေတတ်ထားရင်လည်းပိုကောင်းပါလေဒါပြင်ဈေးတုပ်တဲ့အလုံးနဲ့သက်ဆိုင်တဲ့အတွေ့အကြုံတွေလည်းရှိဖို့လိုအပ်မယ်ဥပမာဈေးဖြော်တာဈေးဆက်တာတို့လည်းကျွန်းချင်းချင်းလေးလုံနိုင်ရမှာပေါ့ဗျာ အဲမြေမျိုးတို့ဆေးမျိုးစားတွေကိုဘယ်လိုရောဆက်ရမလဲဘယ်လိုအခြေအနေဒီမှာဘယ်ဆေးမျိုးစားကိုတုံးရမလဲဆိုတာကိုသိထားပါမယ်ဥပမာ primer ဆိုရင် variety variety တုံးမလား intermediate ဆိုရင် junior basic ad တုံးမလား final ဆိုရင် hot sp တုံးမလားစသဖြင့်ပေါ့ဗျာပြီးတော့တန်ချင်းမတက်အောင်ဘယ်လိုကာကွယ်ရမလဲစတာတွေကိုလည်းသိထားဖို့တော့လိုအပ်ပါပဲ hsc officer လုံခြုံရေးနဲ့ကျန်းမာရေးအရာရှိပေါ့ဗျာ လုပ်ငန်းခွင်မှာဘေးရန်နေရခြင်းရှင်ရေးနဲ့ကျန်းမာရေးဆိုင်ရာစီးမင်းစည်းကမ်းတွေကိုတင်းတင်းကြပ်ကြပ်လိုက်နာမှုတဲ့ကြီးကြပ်ကိုကွယ်ဖို့တဲ့လိုအပ်ပါတယ်။ဒါအပြင်လုပ်ငန်းခွင်မှာအန္တရာယ်ရှိနိုင်တဲ့အရာတွေကိုရှာဖွေဖော်ထုတ်ပြီးတော့အဲ့ဒီအန္တရာယ်တွေကိုဘယ်လိုကာကွယ်ရမလဲဆိုတာကိုစီမံကုတ်ခဲ့ရပါမယ်။လုပ်ငန်းခွင်လုံခြုံရေးနဲ့ကျန်းမာရေးဆိုင်ရာအသေးပြည့်အသေးမှန်ပြုလက်မှတ်တွေရရှိထားဖို့လိုအပ်ပါတယ်။ဥပမာ OSHA တို့ ဒီ post တို့လိုအပ်ပါတယ်။အနေနဲ့ကင်းရှင်းရေးစီမံခန့်ခွဲမှုစနစ်ကိုနားလည်ရပါမယ်။အနေနဲ့ရှိတဲ့ခြေနေတွေကိုသိရှိနိုင်ရမယ်။ပြီးတော့အရေးပေါ်ခြေနေတွေမှာဘလို့တုံ့ပြန်ရမလဲဆိုတော့ကိုယ်လည်းကျန်းကျင်ပိုင်နေဆိုတော့သိထားရပါမယ်။ Riga ကျိုးဆိုင်တမားပေါ့။လေးလံတဲ့ပစ္စည်းတွေကို baking လုံးဂျုံစွာနဲ့ရွှေပြောင်းတက်ယူဖို့ဆိုရင်ကျိုးဆိုင်တမားတွေကအဓိကကြပါလေ။ကျိုးဆိုင်ခြေနဲ့ပတ်သက်တဲ့အတိမတ်ပြုလက်မှတ်ရှိထားဖို့လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့တင်တန်းတွေမှာကျိုးတွေရဲ့ခန်းနိုင်ဝုံအားတွေချိတ်တူရဲ့သုံးမှုတွေကိုစနစ်တကျအတင်ကြပေးလို့ပဲဖြစ်ပါတယ် ဒီလန်တဲ့ပစ္စည်းတွေကိုဂျိုးတွေနဲ့ချိတ်တွဲနိုင်ရမယ်။မရွှေ့မရှားအောင်တည်ငြိမ်အောင်လှုပ်ဆောင်နိုင်ရမယ်။ပြီးတော့လုံခြုံရင်းတွေကိုလည်းအထူးဂရုပြုရပါမယ်။လက်ကအပူကအေးကပေါ့စီးရေနဲ့ဆင်းမြင့်ပေါ်မှာဆက်ပစ္စည်းတွေမှာအပူကအလွာတွေကိုကောင်းကောင်းတက်ဆင့်ဖို့လိုအပ်ပါတယ်အပူကတွေအေးကံပစ္စည်းတွေနဲ့ပတ်သက်တဲ့ဤပညာတွေကိုကောင်းကောင်းမွန်မွန်နားလည်ထိုင်အောင်လာမကလက်တွေ့မှာလဲကျွမ်းကျွမ်းကျင်ကျင်တက်ဆင်နိုင်ဖို့အတွက်လိုအပ်ပါတယ်သက်ဆိုင်ရာလုပ်ငန်းတွေ့ကြုံရှိဖို့လိုအပ်သလို အပူကပစ္စည်းတွေနဲ့ပတ်သက်ပြီးအတိအမှတ်ပြုလက်မှတ်ရထားတဲ့ပုံပြအခွင့်အရေးကောင်းတွေရရှိနိုင်ပါတယ်။အပူချိန်ကိုထိန်းချုပ်နိုင်တဲ့ပစ္စည်းတွေကိုသုံးတက်ရမယ်၊စနစ်တကျတက်ဆင်နိုင်ရမယ်။နောက်ပြီးအလွှာတွေချားမှာလေလုံအောင်မလို့လုပ်ရမလဲဆိုတာတွေကိုလည်းသိထားဖို့လိုအပ်ပါတယ်။ Logistic Officer ပို့ဆောင်ရေးအရာရှိပစ္စည်းတွေကိုဘယ်လိုပို့ဆောင်ရမလဲ၊ဘယ်လိုတည်ယူရမလဲ၊ဘယ်အချိန်မှဘယ်ပစ္စည်းတွေကိုသုံးရမလဲ၊စတိုက်တွေကိုစနစ်တကျစီမံခန့်ခွဲဖို့တွေလိုအပ်ပါတယ်။ထောက်ပံ့ပို့ဆောင်ရေး Logistic နဲ့ပတ်သက်တဲ့ ဖွဲ့ရထားဖို့အတွက်လိုအပ်ပါတယ်။ဒါ့အပြင်သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိဖို့လည်းအရေးကြီးလာပါတယ်။တယ်ယူပို့ဆောင်ရင်စည်းမျဉ်းတွေကိုသိရမယ်။ကွန်ပျူတာနဲ့သက်ဆိုင်တဲ့စနစ်တွေကိုသုံးရမယ်။ပြီးတော့ဆက်သွယ်ရေးကောင်းမွန်ပြီးအခြားသူတွေနဲ့လည်းညှိနှိုင်းဆောင်ရရမယ်။ဥပမာ SAP တို့စားတဲ့ software တို့ Odoo တို့စားတဲ့ software တွေပေါ့ဗျာ။ ERP software တွေသုံးတတ်ပဲ။ Requirement Officer ကုမ္ပဏီအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုအကောင်းဆုံးစေနှုန်းနဲ့ဝယ်ယူနိုင်ဖို့တစီမံခန့်ခွဲရမယ်။ဒါအပြင်အရေးတွေးကောင်းမွန်တဲ့ပစ္စည်းတွေကိုရွေးချယ်ဝယ်ယူနိုင်ဖို့လည်းလိုအပ်ပါတယ်။ အဲအဲ့တော့ပစ္စည်းပဲဝယ်ဝယ်ဖို့ပဲမရဘူးသူကပစ္စည်းရဲ့ quality တွေပစ္စည်းရဲ့ specification တွေကိုတိတိကျနားလည်ထားဖို့လည်းလိုအပ်ပါတယ်အချို့ပစ္စည်းတွေမှာ material certificate တောင်းရမယ်ဥပမာ material certificate 3.1တောင်းရမယ်စသည်ပေါ့ဗျာပြီးရင် engineer ဘွဲ့ရဆိုတော့ပို့ပြီးတော့ကောင်းပါလေဒါပေမဲ့စီးပွားရေးစီမံခန့်ခွဲမှု business management ဘွဲ့ရရှိထားမှာဖြစ်ပြီးတော့ဘွဲ့ယူရေးလုပ်ငန်းစဉ်တွေကိုလည်းနားလည်ထားဖို့လည်းလိုအပ်ပါတယ်ဈေးနှုန်းတွေကိုညှိနှိုင်းတဲ့ ဝင်ရရှိရမယ်စာချုပ်စာတမ်းတွေကိုအသေးချာဖတ်တတ်ရမယ်ပြီးတော့ data ခေါ်ယူတဲ့လုပ်ငန်းတွေကိုလည်းနားလည်ထားပါမယ် project coordinator စီမံကိန်းညှိနှိုင်းသူရလုပ်ငန်းတစ်ခုကိုအချိန်မီပြီးအောင်ဆောင်ရွက်ဖို့အတွက်ညှိနှိုင်းစီမံပေးရပါမယ်စီမံကိန်းရဲ့အခြေအနေတွေကိုအမြဲတမ်းစောင့်ကြည့်ပြီးတော့ခက်ခဲတွေကိုဖြေရှင်းရမယ်စီမံစီမံကိန်းစီမံခန့်ခွဲမှု project management နဲ့ပတ်သက်တဲ့ဖွဲ့ရထားဖို့အတွက်လိုအပ်ပါတယ်ပြီးတော့စီမံကိန်းတွေနဲ့ပတ်သက်ပြီးတွေ့ကြုံနဲ့ရှိထားဖို့လိုအပ်ပါတယ် က်သွယ်ရေးကောင်းမှုပြီးတော့အချမ်းသူတွေနဲ့ပူးပေါင်းဆောင်ရွက်တဲ့အမစီမံကိန်းတွေရဲ့အသေးစိတ်ချဲ့လျက်တွေကိုကောင်းကောင်းနားလည်ထားမှပြီးတော့အဖွဲ့အစည်းတွေကိုဘယ်လိုဆောင်ရွက်ရမလဲဆိုတာသိတတ်ထားဖို့လိုအပ်ပါတယ်။အဲအရှာနဲ့အက်ဒမင်ပေါ့အဝန်ထမ်းတွေခန္ဓာရေးရာထူးတိုးမြင့်ရင်ဒါစာပေးတာနေနဲ့အခြားအုပ်ချုပ်ရေးဆိုင်ရာကိစ္စတွေကိုစီမံခန့်ခွဲရပါတယ်။ဒါအပြင်ဝန်ထမ်းတွေအတွက်လိုအပ်တဲ့သင်တန်းတွေလေ့ကျင့်မှုတွေလည်းစီမံခန့်ခွဲပေးရပါတယ်။အဲဒုစာအရင်မြင် human resource နဲ့ပတ်သက်တဲ့ဘွဲရထားဖို့လိုအပ်တယ်လို့လုပ်ငန်းတွေးကြုံနဲ့ရှိဖို့ရည်ကြီးတာပါတယ်။ အဲဒီမှာတစ်ခုกว่าအပြင်းအိရှာနေနဲ့กว่าတဲ့ဟာတော့သူကတော့အဲဘာလဲဆိုတော့အဓိကက medical certificate တို့စတဲ့စအခြားခြားသော HSC ဆိုင်တဲ့ related ဟာလေးတွေတဲ့ခါတကယ်မှတော့ဝလေးရှိတယ်အဲ့တော့လောကကကိုအတွေ့အကြုံကလည်းအရေးကြီးပါတယ်လူမှုဆက်ဆံရေးကောင်းမွန်ရမယ်ဝန်ထမ်းတွေကိုကူညီပံ့ပိုးပေးနိုင်ပြီးတော့အဖွဲ့အစည်းရဲ့စီမင်းစည်းကမ်းတွေကိုသိရှိနားလည်ထားပါမယ် အခုကျွန်တော်တို့တင်ဆက်ပေးခဲ့တာတွေကတော့ရေနံတဲ့တဘာဝတက်ငွေလုပ်ငန်းအစီအမြင့်တွေမှာရှိတဲ့အဓိကယာတုတွေနဲ့လိုအပ်တဲ့အခြေချင်းတွေပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ဒီအချက်လက်တွေကိုအခြေခံပြီးတင့်တွယ်ဘလို့ယာတုကဘလို့တင့်တော်မလဲဆိုတာကိုဆုံးဖြတ်နိုင်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာ။အခုရေနံတဲ့တဘာဝဓာတ်ငွေထုတ်လုပ်ရေးစင်မြင့်တွေပေါ်မှာအလုတ်လုတ်ကင်တာဟာဘာတွေကောင်းလဲဆိုတာဆက်လက်ပြီးတော့လေ့လာကြည့်ရအောင်အချားအလုတ်တွေနဲ့ရှင်ဒီအလုတ်မှာလစာပိုကောင်းတာမို့မိသားစုကိုငွေချေးပိုင်းဆိုင်ရာထောက်ပံ့တွေလည်းပေးနိုင်ပါတယ် ကျမရေးဆောင်ရှောက်မှုအပြင်အငိမ့်စားပင်စင်နဲ့အခြားကျိုးခံစားခွင့်တွေလည်းရရှိနိုင်တာမို့ရရှိအတွက်စိတ်ချမ်းသာပါလေဒီလုပ်ငန်းတွေဟာစိန်ခေါ်မှုအစ်စ်တွေနဲ့အမြင်ရဆိုင်နေရတာကြောင့်ညီငွေစရာမကောင်းသလိုပြင်းလဲမပြေရပါဘူးကိုယ့်ရဲ့ညာရေးစွမ်းအားကိုအမြင်သုံးရတဲ့အတွက်တိုးတက်မှုတွေမြင်တွေ့ရပြီးစိတ်ကျေနပ်မှုတွေလည်းခံစားရပါတယ် ကဘာအနှက်ပြားမှာရှိတဲ့ရေနံစင်မြင့်တွင်ပေါ်မှာအလုတ်လောက်ကန်ခွင့်ရရှိနိုင်ပြီးမမြင်ဘူးတဲ့ဒေသတွေကိုသာတွားရောက်လေ့လာခွင့်ရရှိနိုင်ပါတယ်။မိတ်ဆွေတို့အနေနဲ့စူးစမ်းခန်းတွေကိုနှစ်သက်တဲ့ဆိုရင်ဒီလောက်ကမိတ်ဆွေတို့အတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။ကဘာကြီးတစ်ခုလုံးအတွက်လိုအပ်တဲ့စွမ်းအင်တွေကိုထုတ်လုပ်ပေးရမှာကိုယ်တိုင်ပါဝင်ခွင့်ရတာကတကယ်ကိုဂုဏ်ယူစရာကောင်းတဲ့အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ရေနံနဲ့တဘာဝတက်ခွင့်ကဏ္ဍမှာပါဝင်ခြင်းအဖြစ်တဲ့ကဘာကြီးကိုချိုးပြုတ်တဲ့ ုပ်ငန်းမှာလောကအကွင့်ရရှိမှဖြစ်ပါတယ်ဒီလုပ်ငန်းမှာအကြီးထွားဖို့အခွင့်အလမ်းတွေများကြီးရှိပါတယ်တင်ယူလေးလာပြီးစ조사မယ်ဆိုရင်မိတ်ဆွေတို့ရဲ့ရည်ချင်းတွေပေါ်မူတည်ပြီးတော့မြင့်မားတဲ့ယာတုတွေကိုရရှိနိုင်ပါတယ်ဒီအကျိုးကျေးဇူးတွေပြင်ပင်လယ်ပြင်ရဲ့လှပတဲ့မြေခွင်းတွေကိုခံစားခွင့်ရရှိတာအခြားနိုင်ငံကလုတ်ဖို့ကင်ဘတ်တွေနဲ့ပူပေါင်းဆောင်ရွက်ရတာစတဲ့စိတ်လုံဆန်းစရာကောင်းတဲ့အတွေ့အကြုံတွေနဲ့ရရှိနိုင်ပါတယ်ကဲ မိတ်ဆွေတို့အနေနဲ့ရေနံတဲ့သဘာဝတန်ခွေထုတ်လို့ရစင်မြင့်တွေပေါ်မှာအလုံးလုံးဖို့စိတ်ပိုင်းဖြတ်ထားပြီဆိုရင်နောက်ထပ်သတိထားရမယ့်ချက်တွေကိုလည်းမျှဝေပေးကြပါတယ်။ရေနံစင်မြင့်တွေကအနေများတဲ့နေရာဖြစ်တဲ့ကြောင့်လုံခြုံရေးကိုအမြဲတမ်းခရုပြုနေဖို့အတွက်လိုအပ်ပါတယ်။လုံခြုံရေးစီးမြင့်တွေကိုတိတိကျကျလိုင်းနာပြီးလုံငန်းခွေမှာသတိနဲ့နေထိုင်ဖို့အတွက်ရည်ကြည်ပါတယ်။ပင်လယ်ပြင်မှာအလုံးလုံးရတဲ့အခါမိတ်ဆွေတို့ထင်သာလာတဲ့ပို့ပြီးတော့ခက်ခဲနိုင်ပါတယ်။ရာတီဥတုကမှခံမှန်းနိုင်လို့အိမ်နဲ့ဝေးပြီးတော့ အထူးကြံတဲ့ခန်းစားချက်တွေလည်းဖြစ်ပေါ်နိုင်ပါတယ်။ဒါကြောင့်ဒီလိုခြေနေတွေကိုရင်ဆိုင်ဖို့အတွက်စိတ်သက်ကြံ့ခိုင်ဖို့နဲ့လိုင်ရောညီထွေဖြစ်အောင်နေထိုင်တတ်ဖို့လည်းလိုအပ်ပါတယ်။ရင်းနှီးတဲ့သဘာဝဓာတ်ငွေကဏ္ဍမှာဒီပညာတွေကအမြဲတမ်းတပြောင်းလဲနေတာမို့သင်ယူလေ့လာမှုတွေကဘယ်တော့မှမရက်တက်ပါဘူး။သင်ရဲ့အရေးချင်းတွေကိုမြင့်တင်နေဖို့လုပ်ငန်းကွင်မှာအမြဲတမ်းတိုးတက်နေဖို့ကအရေးကြီးဆုံးပဲဆိုတာလည်းမမေ့ပါနဲ့။ဟဲ့ မိတ်ဆွေတို့အားလုံးဒီဗီဒီယိုတဲကချက်လက်တွေကနေအများကြီးတင်ယူလေးလာနိုင်ခဲ့မယ်လို့မျှော်လင့်ပါတယ်ရေနံစင်မြင့်ပေါ်မှာအလုတ်လုပ်ဖို့ဆိုတာစိတ်ခေါ်မှုတွေရှိပေမဲ့အဲ့ဒီစိတ်ခေါ်မှုတွေကမိတ်ဆွေတို့ကိုပို့ပြီးတော့တော်တဲ့သူပို့ပြီးကျန်းကျင်တဲ့သူဖြစ်အောင်ပံ့ပိုးပေးတော့မှာပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ DVD ကိုကိုဆုံးနေကြည့်ရှုပေးကြရတဲ့ပြည့်တဲ့တဝူတယောက်ချင်းစီကိုလည်းအထူးကျေးဇူးတင်ရှိကြောင်းပြောကြရနေပဲ။ဒီဗီဒီယိုလေးကိုဒီမှာအဆုံးသတ်လိုက်ပါရစေ။နောက်ထပ်ဗီဒီယိုလေးမှာလည်းပြန်လည်ဆုံတွေ့ကြပါ အခြားခြားသောအကြောင်းအရာများနဲ့တည်ကျင်နေရှင်နဲ့ကောမန်မှာမေးပြီးတော့ဟုတ်ခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်